မဲမင်္ဂလာပါရှင် Flash Radio Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီအခါမှာတော့ Scoby တက်တူးထိုးနေတဲ့အပိုင်းကိုနောက်ဆုံးပြန်ပြထားပါတယ်တက်တူးထဲမှာ Fake Up ပုံတွေပါဝင်နေပါတယ်ဒါကဘာကိုဆိုလိုတာပါလဲ င်ထဲမှာတော့လူသမားအစ်တွေဟာမီးလောင်ထားတဲ့နေရာကိုရှင်းနေကြပါပြီ။အဲဒီနေရာမှာအပေါက်ကြီးရှိနေတာကိုတော့သူတို့မသိကြသေးပါဘူး။ IPRC ကဘန်လေးကိုသူ့ရဲ့မူလရာထူးကိုပြန်ပေးဖို့တောင်းပန်နေပါတယ်။ဒါပေမဲ့ဘန်လေးကပတ်စံမရရင်မလုပ်ပေးနိုင်ပါဘူးတဲ့။သူ့ရဲ့မူလရာထူးကိုပြန်လို့ချင်ရင်ပတ်စံအရင်ပေးမှရမှာပါ။ IPRC ဟာဒီဝါလီခံလိုက်ရကလေးကဘာမှမလုပ်နိုင်တော့ပါဘူး။ အဘရိုစီကစကော့ဖီကိုဖီဘိုနက်ချီရှိတဲ့နေရာပြောပြဖို့သွားပြောနေပါတယ်အဲ့ဒါမှာဖီလီဖက်ဇွန်နီကသူ့ကိုပတ်စံပေးမှသူ့ရဲ့နေရာကိုပြန်ရနိုင်ပါလေဖျားเจ้าမှာမာရိုစ်ကဖရာဘရိုနက်ချီကတီးတီးနဲ့လူစားမျိုးလားလို့မေးလိုက်ပါတယ်။စကော့ဖီကမဟုတ်ဘူး။ तू ကကို့လိုပဲပြင်မရှိတဲ့သူလို့ပြောလိုက်ပါတယ်။ तू ကအဘရိုစီလူတက်ခဲ့တာကိုမြင်ခဲ့ရုံလေးပါတဲ့။အဲဒါကြောင့် तू ဟာဖာဇိုနီကိုထောင်ထဲပို့နိုင်မဲ့အသက်ရှင်နေတဲ့တအူးဒီသောမျက်မြင်သက်သေပါ။ ဒုသမရကအေဂျင့်ခလာမန်ကိုနောက်ထပ်အေဂျင့်တယောက်လာနေပြီမို့လို့တိုက်ခန်းထဲမှာစောင့်နေဖို့ဖုန်းခေါ်လိုက်ပါတယ်။ ကဲအဲ့ဒီ agent ရောက်လာပါပြီသူကတော့ agent ခွင်လို့ခေါ်ပါတယ်သူဟာ Veronica Nick နဲ့ LJ တို့အသက်ရှင်နေသေးတာမို့ Kellerman နဲ့သူ့လူတွေကိုစိတ်ပြက်မိတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ Kellerman ကဒီအကြောင်းကိုသူ့သမရစီမှာဖုံးကွယ်ထားတာပါဒီနေ့ကစပြီးတော့ agent Kellerman နဲ့သူ့လူတွေကိုဒီတောင်ဝင်းကိုဆက်မထမ်းခိုင်းတော့ပါဘူးခွင်ကဒီအမိတ်ကိုငါပြောတာလည်းမဟုတ်ဘူးသူ့သမရကြီးစီကလည်းမဟုတ်ဘူးဒါပေမဲ့ company ကပြောင်းလိုက်တာလို့ထပ်ပြောပါတယ်ဒါကဘာကိုဆိုလိုတာပါလဲခဏလေးစောင့်ပြီးပါရှင်ပြောရရင်အရှိကြီးပါကွင်းထဲမှာ Sugree ကအလုပ်သမားတွေကိုဘယ်ချိန်ကော်စော လဲကြမှာလေလို့မေးလိုက်ပါတယ်။သူတို့ကဒီညမဟုတ်ရင်မနေ့ပြန်လို့ပြန်ပြေးလိုက်ပါတယ်။မကြခင်မှာတင်းပေါက်ကြီးရှိတဲ့အကိုတီသွားကြတော့မှာပါ။စကော်ဖီကအုံနောက်ကိုတုံးပြီးတော့အကျန်းထုတ်နေပါပြီ။နောက်ဆုံးအနေနဲ့သူစားခြင်းနဲ့အစားအစာကိုရေးဖို့အစာရွက်ပေးလိုက်ပါတယ်။ဒါပေမဲ့ဘာရိုစ်ကငြင်းလိုက်ပြီးတော့ပြန်ပေးလိုက်တယ်။ ောင်စောက်ကလည်းသူစိတ်ပြောင်းသွားမလားဆိုပြီးတော့တကားအောက်ကနေဆောင်ရွက်ကိုပေးလိုက်ပါတယ်။ Franklin က Ambrose ရဲ့ Lucy မှာသူ့ကိုအလုတ်ခန့်မှုဒေါ်လာ150ပေးလိုက်တော့သူအလုတ်ရသွားပါတယ်။တချိန်လုံးတန်တရားဝင်စရာတွေကိုစုံစမ်းနေခဲ့ပြီးတော့သူထင်ထားခဲ့တဲ့အတိုင်းစကော့ဖီတို့ဖွဲ့တူးထားတဲ့တွင်းကြီးကိုတွေ့သွားပါတယ်။ နောက်တစ်ခါမှာတော့ Scoffy ဟာသူ Fibonacci ရှိတဲ့နေရာကိုပြောပြခြင်းရဲ့သူကိုယ်တိုင်ပဲ Falconi နဲ့တိုက်ရိုက်ပြောမယ်လို့ဆိုလာပါတယ်။ Abruzzi ကသဘောတူလိုက်ပြီးတော့ Falconi ကိုချက်ချင်းပြောပြပေးမယ်လို့ဖုန်းခေါ်လိုက်ပါတယ်။ Frazoni လည်းတရင်ကြရတော့ဝမ်းသာသွားတာပေါ့ Frazoni ကနောက်ဆုံးတော့မိကောင်ကောင်လုပ်ခဲ့တာလို့ Aruzi ကိုပြောလိုက်ပါတယ် Frazoni ကနေကင်းကြရင်လာခိုင်းမယ်လို့ပြောလိုက်ပါတယ် ကြည့်ရတာစကော့ဖီကအမျိုးသမီးတယောက်စီကိုဖုန်းခေါ်နေပါတယ်။ဒါဆိုရင်ဖဲကပုံစံတက်တူးရဲ့အတိတ်ဘက်ကအဲ့ဒီအမျိုးသမီးရဲ့ဖုန်းနံပါတ်ပေါ့။အဲ့ဒီမှာစကော့ဖီကဖေဗန်နက်ချီရဲ့အကြောင်းငါပြောခဲ့တာမှတ်မိလားလို့အဲ့ဒီအမျိုးသမီးကိုမေးလိုက်ပါတယ်။သူမဟာသဘောပေါက်သွားပြီးတော့သူမရဲ့မရှင်ကိုစတင်မှပြီ။ဘာမရှင်ဖြစ်မယ်ထင်လဲရှင့်။ဆေးရုံမှာတော့စကော့ဖီကဒါဘသူ့ရဲ့ပန်းနေလဲလို့ဆာရာကိုမေးလိုက်ပါတယ်။ဆာရာကသူမရဲ့မွေးနေ့မို့လို့သူ့ဖေကပန်းလက်ဆောင်ပေးလိုက်တာပါတဲ့။သူမကပြောပြီးမဲ့ပန်းတွေကိုတိတ်မကြိုက်ပါဘူးတဲ့။အကြောင်းကသူတို့ကိုခဏလေးပဲကြည်နူးရလို့ပါ ဘာရိုနီကာကတော့ရတရပါတော့နေရဲ့အဖေမရှိတဲ့ကလေးဖြစ်တော့မဲ့ LG ကိုကြည်ပြီးစိတ်ပူနေပါရဲ့ က်ဆိုနီကထံကိုရောက်လာပြီးမဆိုင်မတော့ဘဲနဲ့စကိုဖီကိုဘလိုဖြစ်ပြီးတော့ဖီဗိုနက်ချီရှိတဲ့နေရာကိုသိနေတာလဲလို့မေးလိုက်ပါတယ်။ဖီဗိုနက်ချီကိုဒေသခံရဲတပ်ဖွဲ့မှုတွေကစောင့်ကြည့်ပေးနေတာလို့စကိုဖီကရှင်းပြပါတယ်။သူ့ဒေသမှာရဲမှုလေးယောက်ရှိပါတယ်တဲ့။သူကရဲမှုတွေရဲ့အိမ်ကိုတအိမ်ပြီးတအိမ်ဖုံးဆက်ခဲ့ပါတယ်။ရဲကသူ့အိမ်မှာရှိရဲဆိုရင်သူ့မှာဒူတီမရှိလို့ပါ။အဲ့ဒီခါမှာတော့သူကရဲမှု Frog Zone ရဲ့အိမ်ကိုဖုံးဆက်ကြည့်တော့သူဟာအိမ်မှာမရှိဘဲနဲ့အားလိုက်ရဲမှာခီးရောက်နေပါတယ်တဲ့။ Frog Zone မှာမိမနဲ့ကလေးရှိပါတယ်။ အဲ့ဒါကြောင့်သူသေးကြပေါ့စာရေးမှာပါစကော့ဖီဟာဖရိုဇိုရဲ့အိမ်ကိုသွားပြီးတော့အဲကစာကိုသွားယူခဲ့ပါတယ်ပြီးတော့စာရဲမှာသူဟာမျိုးပြင်ရောက်နေပြီးတော့လိပ်စာလဲပါနေပါတယ်တဲ့ဒီလိုနဲ့ပဲစကော့ဖီကဖီဗိုနက်ချီရှိတဲ့နေရာကိုတည်သွားတာပါ စကိုဖီကသူ့ရဲ့လှဝက်ချက်အတွက်ဒေါ်လာ2သိန်းတောင်းလိုက်ပါတယ်။ဒါပေမဲ့ Ebrucy ကဘာရိုနီကာရဲ့ဓာတ်ပုံကိုပြလိုက်ပြီးတော့လိပ်စာကိုမပြောပြရင်သူမအတန်အန္တရာယ်ရှိနိုင်တယ်လို့စကိုဖီကိုချိန်ချောက်လိုက်ပါတယ်။အဲဒီမှာတော့စကိုဖီကပြီးတော့လိပ်စာပြေဆုံးပေးလိုက်ရပါတော့တယ်။ Ebrucy ကသူ့ကိုပြင်းပြတော်တတ်ဖို့ပြောလိုက်ပါတယ်။ Ebrucy လည်းချီချူးခံလိုက်ရပြီးတော့အခုသူဟာ Bellic ကိုလာစင်ကြီးပြန်ပေးနိုင်တော့မှာပါ။ AC Queen ကဘာရိုနီကာရဲ့ Isa House ကိုတွားပြီးတော့ဘာရိုနီကာကပောက်ကွဲမှုမှာတစားကန်ဖြစ်သွားတယ်လို့ပြောပြလိုက်တယ်။ဒါပေမဲ့သူမဟာအသက်ရှင် နေသေးပေမဲ့ပျောက်ဆုံးနေပါတယ်တဲ့။လီဇာဟောင်းကလန်သွားပါတယ်။အေဂျင့်ခွင်းကဘာရိုနီကာကိုခြေရခံလိုက်ဖို့သူ့ကိုအကူအညီတောင်းလိုက်ပါတယ်။ဘာရိုစ်ကစိတ်ပြောင်းသွားပြီးတော့သူ့ရဲ့နောက်ဆုံးအစားအစာအတွက် blueberry pancake ကိုတောင်းလိုက်ပါတယ်။ညနေခင်းမှာတော့ဘာရိုနီကာကိုသူ့ရဲ့အီဇာဟောင်းကဘယ်ရောက်နေလဲလို့စာပို့လိုက်ပေမဲ့သူမကတော့ဘာမှပြန်မပြောပါဘူး။တကယ်တော့စာပို့လိုက်တဲ့သူကအေဂျင့်ခွင်းပဲဖြစ်နေတာပါ။ ပြီးတော့ဘာရိုနီကာရဲ့အီဇာဟောင်းကိုအေဂျင့်ခွင်းကတက်ပြလိုက်ပါပြီ။အေဂျင့်ခွင်းကဘာရိုနီကာရှိနေတဲ့နေရာကိုချေရခံမိသွားပါပြီ။ဖီလီဖက်ဆိုနီနဲ့သူ့လူတွေကစကော့ဖီပေးခဲ့တဲ့လိပ်စာအတိုင်းဖီဗိုနက်ချီကိုတောတက်ကြတော့မှာပါ။ဒီခါမှာတော့ဖီဗိုနက်ချီကသူ့မိသားစုနဲ့အိမ်မှာရှိနေပါတယ်။သူကလေကောင်းလီတက်သွားရှူအောင်မယ်ဆိုပြီးပြင်ထွက်သွားပါတယ်။ မာဖီးယားဖွဲ့ကဖီဂိုနာချီရဲ့အိမ်ကိုဝင်မဲ့အလုပ်မှာအန်အောစာဝဲရဲဖွဲ့ကသူတို့ကိုစောင့်နေခဲ့တာပါတဲ့။ပြီးတော့သူတို့ကိုဖမ်းဆီးပြစ်လိုက်ကြပါတယ်။ဖြစ်ချင်တော့ဖီဂိုနာချီကအိမ်ပြင်မှာရောက်နေတာပါ။အမှန်တော့လိပ်စာကမတူတာပါ။စာရင်းမှာကကန်ဆက်စ်ပြည်နယ်ပါ။ကနေဒါမဟုတ်ပါဘူး။စကော့ဖီးကဖက်ဆိုနီကိုထောင်ချောက်ဆင်ဖို့ညာလိုက်တာပါ။ စကော့ဗီကဆေးထုတ်ဖို့ရောက်လာပါတယ်စကော့ဗီဟာခနာလေးညှိုးရက်တဲ့ပန်းတွေကိုဆာရာမကြိုက်တတ်မှန်းသိတော့သူဟာပန်းဆက်ကူပုံခောက်ပြီးတော့အဲ့ဒီမှာထားခဲ့ပါတယ်ဆာရာလည်းတွေ့သွားပြီးပြုံးနေခဲ့ပါတယ်ဒါပေမဲ့အဘရိုဇီကဖက်ဆိုနီတယောက်ကနေဒါမှာဖဲခံလိုက်ရပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါပြီ ဘရူစီကစကော့ဖီစီကိုအပြေးရောက်နေပါတယ်ဒါပေမဲ့တကယ်တော့အဘရူစီကခြေနဲ့သွားတာပါ အမှန်တော့သူတို့နှစ်ယောက်ပေါင်းကြံပြီးဖန်ဆိုနီကိုလှည့်စားလိုက်တာပါဖန်ဆိုနီယုံသွားအောင်သူတို့ကဟန်ဆောင်ခဲ့ကြတာပါဖန်ဆိုနီကသူ့အဖမ်းမခံလိုက်ရခင်ကလေးကဘာလိတ်ကိုငွေလွှဲထားခဲ့တာပါအဲ့ဒီမှာတော့အဘရူစီမှာအာနာပြန်ရလာပြီးတော့သူ့လူတွေလည်းသူ့ကိုပြန်ကြောက်နေရပါပြီဖရန်ကလင်ကစကော့ဖီစီကိုဂျော့စရစ်ကယ်လီတွေလာပေးလိုက်တယ်ပြီးတော့သူတို့ရဲ့လှုပ်ဝက်ချက်ကိုတည်ထားတယ်လို့ပြောလိုက်ပါတယ်စကော့ဖီနဲ့သူ့လူတွေက အလုပ်ပြန်ရပြီးတော့ဂိုရောင်ကိုပြန်ရှင်းနေကြပါပြီ ဒါပေမဲ့ Franklin ရောက်လာပြီးတော့ Twin Bow ရဲ့အပေါ်ကိုနင်းလိုက်ရင်လည်းသူ့ဘောပါဝေးဝေးမပေးရင်အကုန်ဖော်ပြစ်မယ်လို့ချီးချောက်လိုက်ပါတယ် ဲ့တော့သူတို့လက်ခံပေးလိုက်ရတာပေါ့ဘာရိုနီကာနဲ့နိတ်တို့ဟာပြိုတဲသွားပြီးတော့ဒုသမရရဲ့အမောင်ဖြစ်တဲ့စတက်မန်ရဲ့ဇနီးတွေကိုတွေးကြပါတယ်သူမဟာအစမ်းဖက်ခံရသူတွေရဲ့အခွင့်အရေးအသိင်းကပါတဲ့သူမရဲ့မျိုးသားကိုဘာရိုစ်ကဘာရည်ရွယ်ချက်နဲ့တတ်ခဲ့တာဖြစ်မလဲလို့မေးကြည့်တဲ့အခါမှာသူမဟာလူရီလောက်တတ်တဲ့အကြောင်းရင်းတွေကိုပြောပြပါတယ်ရှင်တို့ကပတ်လဲကြည့်လိုက်ရင်စတက်မန်ရဲ့ကုမ္ပဏီမှာအစုရှယ်ယာရှင်တွေအများကြီးရှိတယ်လေသူသိရင်သူတို့ပျော်သွားကြမှာပဲပေါ့ရလာအနေနဲ့တန်ပေါင်း1000ကျော်လောက်စီးစင်းနေပါလေဘာရိုနီကာနဲ့နိတ်တို့ဟာအဲ့ဒီတန်ပေါင်း1000 ောင်တော့ပတ်စံတွေဘယ်ရောက်သွားတာလဲလို့စဉ်းစားနေကြပေမဲ့အဖြေရှာမတွေ့ကြသေးပါဘူး။ရုတ်တရက်မှာပဲအမေရိကန်ရဲ့ထုသမရဟာသမရနေရာအတွက်ဝင်ပြိုင်တော့မယ်ဆိုတဲ့သတင်းတက်လာပါဗျ။ပြီးတော့သမိုင်းတစ်လျှောက်လုံးမှာသူမဟာအကြီးဆုံးမဲဆွယ်စီယုံရင်းဝင်ရှိနေပါဗျ။တဲ့။ဒါဆိုရင်ဒီပတ်စံတွေကသူမဆက်မန်တည်ဆုံမှုကနေရလာတဲ့ပတ်စံတွေလား။ကဲအစိုးဆုံးကတော့အေဂျစ်ကွင်းကဘာရိုနီကာရောပုံနေတဲ့နေရာကိုရောက်လာပါပြီ။ ဒီပိုင်းမှာတော့ Scoffy ဟာသူ့ဆေးကြီးတဲ့လက်စွပ်ဝယ်နေခဲ့တဲ့မြေမွေးကိုပြန်တွေးနေတာကိုပြသထားပါတယ်။ဒီလက်စွပ်ကဘသူအတွက်ဖြစ်မလဲ။ဒီအခန်းမှာတော့ Scoffy ကဒေါက်တာ Sara ကပန်းကိုအခုထိတင်ထားတာပဲလို့ပြောလိုက်တယ်။ Sara လည်းရှက်ရှက်နဲ့"ကျမဟာပစ္စည်းတွေကိုရှောင်လို့ပြရတာမကြိုက်လို့ပါ"လို့ပြောလိုက်ပါတယ်။ ပြီးတော့ coffee ကိုအသက်ရှူတန်းစမ်းသပ်ပေးနေရင်လည်းသူမစိတ်တွေလွေမျောသွားမိပါတယ်။ချစ်ရတာအေးချင်ကွင်းကသူ့မျက်နှာသူကော်ပန်းနဲ့ပုတ်နေတဲ့ပုံပဲရှင်။သူပါဆက်လုပ်အောင်ပါလေ။အလို့သမားတွေကတော့တွေးဆတူနေကြတာပေါ့။ရုတ်တရက်မှပဲထောင်ဆောင်ရောက်လာပြီးတော့ coffee ရဲ့မိန်းမကထဝင်စားလာတွေ့တယ်လို့ပြောလိုက်ပါတယ်။ဒါဆိုရင် yes coffee မှာတစ်ချိန်လုံးမိမရှိနေခဲ့တာပဲ စကော့ဖီရဲ့မျိုးသမီးကိုထောင်ထဲမဝင်ခင်စစ်ဆေးကြတယ်။ဘာလီကသူ့မကိုမြင်မှုတလို့လို့ရှိနေတယ်လို့ပြောလိုက်ပေမဲ့သူသိချမှတ်မိပါဘူး။ကဲဒါကတော့စကော့ဖီရဲ့မိန်းမပါ။ရှင်ကတော့ဒေါက်တာဆာရာနဲ့တာယာနေခဲ့တာလေ။စကော့ဖီကမိကုတီလက်စုပ်ဝတ်ထားတော့မယ်လို့ပြောလိုက်တယ်။အဲ့ဒီမှာတော့သူ့မိန်းမကသူ့တောင်းထားတဲ့အကျိုးဝယ်ကပ်ပြားကိုပေးလိုက်ပါတယ်။ထောင်ထဲမှာဘာလို့ဒီကပ်ကိုသုံးပါလဲရှင့်။အဲ့ဒါကိုတော့မကြခင်သိရမှာပါ။ လမ်းဖြတ်လျှောက်လာတဲ့ဒေါက်တာဆာရာကစကော့ဖီနဲ့သူ့မိမဖန်နေတာကိုမြင်သွားပါတယ်။ကြည်ရတာသူမတဝင်းတူသွားတဲ့ပုံပဲရှင်။စကော့ဖီကသူ့ဖက်စီကိုပြန်ရောက်လာပါတယ်။သူတို့ကသူ့မိမရတာနဲ့ပတ်သက်ပြီးမေးကြတော့တာပေါ့။စကော့ဖီကခမရတို့နောက်ကျရင်သဘောပေါက်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ထောင်ခိုင်းထဲမှာစကော့ဖီကအကျိုးဝယ်ကတ်ကိုဆွဲထုတ်လိုက်တဲ့အခါမှာဒါကတကယ်အကျိုးဝယ်ကတ်မဟုတ်ပါဘူး။အဲ့ဒါကစကော့ဖီပြင်ဆင်ထားခဲ့တဲ့ဝင်ခွင့်ကတ်ပြပါ။ စကော်ဖီကဟော်ဂန်နဲ့ဆင်းသွားပြီးတော့ပစ္စည်းတုံလောင်းနဲ့နေရာစီသွားပါတယ်။ပြီးတော့သူကဝင်ခွင့်ကတ်ကိုသုံးပြီးတော့သူ့ပစ္စည်းတွေတင်ထားတဲ့အခန်းကိုဖွင့်လိုက်ပါတယ်။စကော်ဖီကမင်္ဂလာပိုက်ထဲဝင်သွားပြီးတော့ဘာတွေကိုယူရမလဲဆိုတာရွေးနေပါတယ်။စကော်ဖီကအစာရဲကပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ထားခဲ့တာပါ။အင်ဂျီအမဲ၊ဘောင်းမီအမဲ၊ဖနက်အမဲ၊အတန်ဖန်းဆန်းတဲ့နိုင်တလုံးပေါ့။ဘာအတွက်ဖြစ်မလဲရှင့်။ဒါပေမဲ့သူ့ရဲ့နိုင်ကိုတော့ရှာမတွေ့တော့ပါဘူး။ နောက်တစ်ခါမှာအေဂျစ်ခွင်းကနေကအိမ်တကားသွားခောက်နေပါတယ်ပြီးတော့သူဟာတော်တော်ဆဖြစ်ခဲ့တဲ့ပုံဟန်ဆောင်လိုက်ပါတယ်နေကအထဲဝင်ခွင့်ပြီးတဲ့အခါမှာသူ့နောက်ကျောင်းကိုတနက်နဲ့ပြစ်လိုက်ပါတယ်သူတို့တွေအကုန်လုံးအခန်းထဲမှာဖမ်းဆီးခံလိုက်ရပါပြီအေဂျစ်ခွင်းကသူတို့ကိုစစ်ဆေးမေးမြန်းပါတော့တယ်သူကဘောလုံးရဲ့လူသတ်မှုနဲ့ပတ်သက်ပြီးဘသူသိလဲလို့မေးလိုက်ပါတယ်ဘသူကမှမပြေချပါဘူး DB ခူပါက Scoffy ကိုသူ့ရဲ့အခန်းပေါ်တဲ့ David နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ David ဟာကပိုင်းနိုင်မှုနဲ့အဖမ်းခံရပြီးထောင်ချနေတာပါ။ အဲဒီကောင်လေးကစကော့ဖီတို့ရုတ်သမားအဖွဲ့ရဲ့ဝင်ကျင်တယ်လို့ပြောပါရယ်အเจ้าကတော့တနာယီမှာလောက်ခ16စင်ပဲရပါမယ်လေသူတို့ပတ်စံရနေတာကိုအားကျနေလို့ပါစကော့ဖီက DB ခူပါကိုပစ္စည်းတူလောင်ယုံနေမှာထောဆောင်နေပစ္စည်းခိုးတဲ့တဲ့မျိုးကြားဘူးလားလို့မေးလိုက်ပါရယ် DB ခူပါကဒါကပုံမှန်ဖြစ်နေကြပဲလို့ပြောပြပါရယ်ဒီမှာထောင်သားတွေရဲ့ပစ္စည်းတွေကိုယူသုံးတယ်လို့နာမည်ကြီးတဲ့ထောင်ဆောင်တစ်ယောက်ရှိတယ်တဲ့သူပြောတာတကယ်ပဲမှန်နေပါရယ်စကော့ဖီကအဲဒီထောင်ဆောင်သူနာယီကိုဝတ်ထားတာကိုတွေ့သွားပါရယ် ်ကိုရောင်ထဲမှာနစ်ကိုဖမ်းထားပြီးတော့အေဂျင့်ခွင်းကသူ့ကိုဆက်မေးနေတော့သူဟာတစ်တုံးကိုတွေ့သွားပါတယ်တစ်တုံးနဲ့အေဂျင့်ခွင်းကိုရိုက်ဖို့စ조사ပေမဲ့သူ့လက်မောင်းကြော်သားတွေဟာစုပ်ပြက်ကုန်တော့လှုပ်လို့မရပါဘူးစကိုဖီကဒေးဗစ်ကိုထောင်ဆောင်စီက나ယီသွားခုတ်ပေးဖို့ဝန်ကြီးတောင်းလိုက်ပါတယ်။ပြန်လန်နေတဲ့ဒေးဗစ်ကသူ့ကိုအလို့သမားဖွယ်တဲ့အတွင်းခိုင်းပါတယ်။စကိုဖီကလှုပ်ပေးမယ်လို့ဂရီမပေးခဲ့ပေမဲ့လည်းကောင်လေးကသဘောတူလိုက်ပါတယ်။ ဒီဗီကူပါကိုဖုတ်ကအခန်းထဲလာဖို့ခေါ်လိုက်ပါတယ်။ဖုတ်ကဒီဗီကူပါရဲ့သမီးဟာကင်ဆာရောဂါကြောင့်မကြခင်တရရော်မယ်လို့ပြောပြလိုက်ပါတယ်။ဖုတ်ကသူ့ကိုသူမစီတော့တွေးခွင့်မပေးပါဘူး။အเจ้าကထောင်သားတွေကိုသူတို့ရဲ့မိသားစုဝင်တေသွားမှသာအပြင်ကိုထုတ်ခွင့်ပြုတာပါတဲ့။ဒီဗီကူပါလည်းဝန်းနေသွားတာမို့ ။စီယုံမာလူတယောက်ကတက်ရင်နဲ့អော်နေပြီးအန်နေပါတယ်။အဲလူကတော့ဒေးဗစ်ပဲပေါ့။သူကထောင်ဆောင်စီကနေနိုင်ခိုးကျင်လို့အဲ့လိုဟန်ဆောင်နေတာပါ။ခပိုင်းနိုင်နေတာကိုအာယုံလဲဖို့အကောင်းဆုံးနည်းပဲပေါ့။ဗာရိုနီကာကထွက်ပြေးဖို့စ조사ပြင်မယ်လေမအောင်မြင်တော့ပါဘူးအေဂျင့်ခွင်းကသူ့ဘက်ကိုနှိပ်စက်ဖို့လာနေပြင်မယ်ဗာရိုနီကာကကျိုးကိုဖြီးလိုက်နိုင်ခဲ့ပြီးတော့သူ့ကိုခုံနဲ့ရိုက်ပစ်လိုက်ပါတယ်ပြီးတော့အယ်ဂျင်နဲ့နစ်ကိုချက်ချင်းတွတ်ကယ်လိုက်တယ်အယ်ဂျီကိုချက်ချင်းကားပြင်ပေးဖို့ခိုင်းလိုက်ပါတယ် ဒါပေမဲ့ခွင်းက LG ကိုတနက်နေ့ပြစ်ဖို့စူးစမ်းလိုက်ပါတယ်။ LG လဲတော်ရဲကိုထွက်ပြေးသွားရတာပေါ့။ ဒီဗစ်ခူပါကဒေးဗစ်ခေါ်လာတဲ့နိုင်ကိုစကော့ဖီကိုလာပေးလိုက်တယ်ပြီးတော့သူတမီးမှကင်းစားရှိနေတာကိုကြားရတော့သူမနဲ့တွေ့တွေ့ရမှဖြစ်မှာမို့လို့နောက်ဆုံးမှာတော့ထောက်ပေါက်တဲ့ဖွဲ့ရဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အခုတော့သူဟာနာမည်ကျော်တမားကြီးဒီဗစ်ခူပါပါလို့ဝန်ခံလိုက်ပါပြီဒါပေမဲ့စကော့ဖီကသူ့ကိုမယုံပါဘူးအပိုင်းတစ်မှာတော့ကဒီဗစ်ခူပါကသူဟာနာမည်ကျော်တမားဖြစ်ခဲ့တာကိုဝန်မခံပဲရှောင်တိန်ခဲ့မှုပါတယ်စကော့ဖီကသူဟာဒီဗစ်ခူပါအစ်ဖြစ်ကြောင်းကိုတတိပြခိုင်းလိုက်ပါတယ် ိုမှာတော့ပြေးလွှားနေကြတော့မှာပဲ။ဗီရိုနီကာက LG ကိုလိုက်ရှာဖို့တော်ရဲဝင်လာရင်းနဲ့အေဂျစ်ခွေးနဲ့သွားတိုးပါတော့တယ်။ဗီရိုနီကာကရေကန်သားထိရအောင်များခေါ်နေပါဗျ။ဒါပေမဲ့အေဂျစ်ခွေးကငတုံးမှမဟုတ်တာ။အဲနားမှာရေကန်ရှိမှရိမ့်မိသွားတာပေါ့။ဒါပေမဲ့ LG ရောက်လာပြီးတော့သူ့ကိုရေကန်နဲ့တွန်းချလိုက်ပြီးတော့သူတို့ထွက်ပြေးသွားကြပါတယ်။ စကော်ဖီကသူ့နိုင်ရင်နဲ့အတန်ဖန်ဆက်ကိုတက်လိုက်ပါရယ်။ဘာအတွက်ဖြစ်မလဲရှင်။ပြီးတော့စကော်ဖီကကွင်းထဲမှာတွင်တူပြီးအတန်ဖန်ဆက်ကိုထိလိုက်ပါရယ်။ တစ်ဖက်မှာတော့ဘန်လေးကစကော့ဖီရဲ့မိမဘသူလဲဆိုတာစုံစမ်းနေပါပြီ။အဲဒီမှာသူကစကော့ဖီဟာဓညမတိုက်ခင်တည့်ရက်လို့မှသူမနဲ့လက်ထပ်ခဲ့မှန်းသိသွားပါတယ်။အဲဒီမျိုးသမီးဘသူလဲဆိုတာသိကျင်နေတဲ့ဘန်လေးကနိုင်ကလပ်ကိုရောက်တဲ့အခါမှာတော့သူမကိုတွေ့သွားပါတယ်။ပြီးတော့သူမကိုမြင်မြန်းတော့တာပေါ့။သူမဟာစကော့ဖီရဲ့မိမမဟုတ်မှန်းဝေခံလိုက်ပါတယ်။သူမဟာဈေးကြီးတဲ့လက်စွပ်ကြောင့်လက်ထပ်ခဲ့ရပါတဲ့။ပြီးတော့သူမထံကိုလာရတဲ့အကြောင်းကအကျိုးဝက်ကလာပေးခိုင်းလို့ပါဆိုပြီးဝေခံလိုက်ပါတယ်။ အေဂျစ်ခွင်းက LG ကယ်လာမန်ကိုသူ့ကိုအပေါ်ကိုပြန်ဆွဲတင်ဖို့ချက်ချင်းလန့်ခေါ်လိုက်တယ်။ကယ်လာမန်ကသူ့ရှိတဲ့နေရာကိုရောက်လာခဲ့ပေမဲ့ကိုညီပေးရမယ့်အစာရွေတင်းကိုပိတ်ပြီးဒီတိုင်းထားခဲ့ပါတယ်။ဖះเจ้าမှာဒီဗီကူပါကစကော့ဖီကိုတက်တီပြဖို့စူးစမ်းနေပါတယ်။သူတို့များတိုက်ခဲ့တော့ကပတ်စံဟာအမေရိကန်ဘက်ရဲ့အစိုးပိုင်းကာလာတော့ကရိုက်နှိပ်ခဲ့တဲ့ပုံစံဖြစ်ပြီးတော့နံပါတ်စင်က DI 1958လို့ပြောပြလိုက်ပါတယ်။ ။ဒါပေမဲ့စကော်ဖီကဒါဟာဆာလန်တသက်ပဲဖြစ်ပြီးတော့တသိပြစရာမရှိဘူးလို့ပြောလိုက်ပါရတယ်။ရုတ်တရက်ပဲ TV ခူပါကသူ့ကိုနမဆင်တုန်နေတဲ့ပတ်စံညှက်ထားတဲ့စာအုပ်ကိုပေးလိုက်ပါရတယ်။ကဲဟုတ်ပါတယ်။သူဟာတကယ်ပဲ TV ခူပါပါ။ ကော်ဖီကအတန်ဖန်းတိတ်ခွေကိုပြန်ယူလိုက်တယ်။အဲ့ဒီနေရာမှာဒေါက်တာဆာရာကအစကော်ဖီစီကိုရောက်လာပြီးတော့ရှင်ကလက်ထပ်ထားတဲ့သူပဲ။ကျမမှရှင်နဲ့ပတ်သက်ပြီးမေးခွန်းတွေအများကြီးရှိနေတယ်။အခုကစပြီးရောဆေးထိုးတာနဲ့ကျမရဲ့ကိစ္စလောက်ပဲပတ်သက်ကြရင်ကောင်းမယ်။ပြီးတော့ကျမတို့ကမှဒီထက်ပိုတဲ့တခြားပါဆက်ဆက်ရေးမှမရှိသင့်ဘူးလို့ပြောသွားပါတယ်။စကော်ဖီကမင်းရဲ့မေးခွန်းတွေကိုဖြေပေးမယ်အချိန်ရောက်တော့မှာပါလို့ပြန်ပြောလိုက်ပါတယ်။ ကိုဗစ်ကဆက်ကိုဖွင့်လိုက်တယ်။အတန်ဖန်းဆက်ကနေထောင်ဆောင်နေကင်းလိုက်ရင်အချိန်ဘလောက်ကြာလဲဆိုတာသိလိုက်ရပါပြီ။သူတို့မှာထွက်ပြေးဖို့ကြာအချိန်ကာလ18မိနစ်ပဲရှိပါတယ်။သူတို့တွေကထပ်ပြီးတော့ဒူးနေကြပါတယ်။စကိုဗစ်ကသူတို့မှာကျူရန်ကိုဖြတ်ဖို့အချိန်18မိနစ်ပဲရှိတယ်လို့ဘာရိုစ်ကိုပြောပြလိုက်ပါတယ်။သူတို့အဖွဲ့ကလူများနေတော့အချိန်မလောက်လောက်ပါဘူး။တရားရောက်ကတော့နင်နာခံပေးမှရမှာပါ။ကဲဘသူဖြစ်မလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်ဆောင်မြောင်းကြည့်ရှုပေးကြပါရှင်။စီစဉ်ဝိုင်းရအပိုင်းလေးကတော့ဒီလောက်ပါပဲ။အပိုင်းကမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာသိချင်ရ ်ဒီ channel လေးကို like and subscribe လုပ်ထားပေးကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်